မင်္ဂလာဒီနေ့မှာတော့ Java ရဲ့ variable ကိုကျွန်တော်ရှင်းပါမယ်ဖြစ်ပါတယ် variable ဆိုတာကျွန်တော်ဒီမှာပြထားတဲ့ပုံလိုပဲပန်းသီးရဲ့တန်ဖိုးခံမှန်းတာနဲ့တူတယ် Java ရဲ့ variable ကိုလည်းအဲ့လိုပဲတည်ဆောက်ရတယ်ဘလိုဒီရဲ့တန်ဖိုးက1000လေဘောဒီရဲ့တန်ဖိုးက3000ပန်းသီးရဲ့တန်ဖိုးကဘယ်လောက်တော့အဲ့လိုမျိုးပဲကျွန်တော်တွက်ချက်လို့ရပါတယ်အဲ့လိုဒီတိုင်းကို assign လုပ်ခြင်းနဲ့ တိုင်းခိုင်ကြတဲ့ဆင်မှာကျွန်တော်တောင်းလို့ရတယ်။ကျွန်တော်ဒီ AND ကိုပြန်သွားမယ်။ဟို Java ကိုရေးဖို့အဲ crave လောက်ကြာဆိုရင်ကျွန်တော် Java application ယူလိုက်မယ်။ယူကျွန်တော် data byte ပဲလုပ်ပြလိုက်မယ်။ Java byte ဆိုရင် crave လောက်ရမယ်။ဒီကမှလာကျွန်တော် Java ကိုကျွန်တော်ဖြတ်လိုက်မယ်။ ကျွန်တော် keyboard ကကတ်ကွန်နေတယ်ဒီပုံကကတ်ကြီးပုံလေးအောင်းနေပြီကျွန်တော် cache လုပ်လိုက် cache လုပ်ပြီးတော့ကျွန်တော်ဆောလာကျွန်တော် photoshop ရရင်ယူလာခဲ့ဟာကျွန်တော်ပြန်ထည့်လာမယ်ကျွန်တော် edit ဆရာဒါ copy ပြလိုက် cache လုပ်လိုက်ကျော်ဒီရောက်ထဲလိုက်ကျော်ဒီလုံလုံးလေးကုတ်ကိုတွားရည်တိုင်းမယ်ဆိုရင် 购物只能一边呗，咱们啊，外面的电商上面所见，只在内陆呗。有只能是那只在在一边呗。印刷品哦，跟我们那只在泰国睇来没？睇比如说，香港啲电商里面，是我爱看咩？因为在我哋呢边以前，事业我仲可以，仲但咧印，跟我们呢边就印片咧，跟我们呢边等于所见印刷品只在泰国多 INT ဆိုတော့ကိန်းကနန်းဒေတာ type ဖြစ်ပါတယ်ဒီငါပြောသည့်ပုံစံလေးကတကယ်ကြောင့်ဖြစ်ဘူးเนาะ Java မှာအဲ့အာမရှိပါဘူးတကယ်ရင်ကျွန်တော် variable ကိုကျွန်တော်ပေးခြင်းလဲဆိုလို့ရှိရင်ကျွန်တော်ပေးခြင်းလဲပုံစံပေးလို့ရတယ်ခါကျွန်တော်ပြန်ပြရမယ်ဒါတော့ banana လို့ပြလိုက်မယ်။ဒါ orange ဖြစ်တယ် တင်မွန်ဒီပေါ်လေးဆိုတော့ကျွန်တော် orange လို့ပြောလိုက်မယ် orange တော့ apple ပန်းတီပေါ်လေးပန်းတီဖြစ်လိမ့်မယ်ကျော်ဒီတဲ့ကိုထည့်မဲ့ size လုံးဝအရောကျော်ပြန်ထည့်ရမယ်။ဒါ banana ကျော် copy ယူလိုက်မယ်။ copy စနစ် င်ကြော်ဒီပုံလေးဆက်တော့ခင်ဗျာကျွန်တော်တယောက်ကျွန်တော်ထည့်တိုင်းမယ် base okay ဒါ orange တယောက်က line one လေးပေါ်နေအဲ့ဟာ idea အတိုက်ကိုမသုံးသေးဘူးဆိုတော့အဲ့လိုမျိုးပေါ်ရယ်ဖြတ်လိုက်မယ်ကျွန်တော်ဖြတ်ပြီးတော့ dark orange ဖြတ်လိုက်မယ် โอเคဒါဆိုဒါ Java ကိုဖြတ်သွားတယ်။ကျွန်တော်ဒီပန်းလီရဲ့တံမိုကျွန်တော်ကြည့်လိုက်အောင်။ကျွန်တော်ဒီနိုင်နေနေကြည့်ပြီးခံမှန်းကြည့်မှာဆိုရင် Apple ထဲမှာဘယ်လောက်ရှိနေမယ်လို့ထင်တော့အားလုံးသိတာဖြစ်မှာမလား၄အောင်ဖြစ်ပါလေ။ကျွန်တော်ထုတ်ပြကြည့်အောင်။ကိုရေးဆိုအဲ့လိုပဲကျွန်တော်ကွန်ပျူတာဖုန်းလို့ဘာသာရောက်တက်ပြီ။ Apple ဒါလို့ကျွန်တော်ထုတ်ပြလိုက်မယ်။ကျွန်တော် Run Next Channel လိုက်ပြီ။ Run လိုက်ပြီ။ ဟုတ်ပါတယ်ဖေး၄တောင်၄တောင်ရပါတယ် average ပဲဒီဆောက်တာဖြစ်ပါတယ်ကျွန်တော်မှာ in ဆိုတာ data type ဖြစ်ပြီးကိန်းကလန်း data type ဖြစ်ပါတယ်ဒီ banana ဆိုတာကျွန်တော်ပေးခြင်းနဲ့ variable ရဲ့နာမည်ခြားပေါင်းမှာမရှိဘူးကုတ်ပေါ်ဘူးเนาะဒါကျွန်တော်ပေးခြင်းနဲ့နာမည်နောက်တစ်ခုကနောက်ပါထည့်ခြင်းနဲ့ data type data type ဆိုတာခြေရဲ့ data type ထည့်လို့ရတယ်တော့ကိန်းကလန်းဆိုရင်ကိန်းကလန်းဒီ data data type ပေါ်လိုက်ပြီးကျွန်တော်ထည့်ပြပါမယ်။ဒါကိန်းကလည်းကျွန်တော်က data type ရှင်းတာဖြစ်တော့ကိန်းကလည်းထည့်လိုက်တယ် အလိုပဲဖန်တီးရတာဖြစ်ပါရဲ့အဲ့တော့ viber ကိုဘယ်နေရာမှာတုံးလဲ viber ကိုဘယ်နေရာမှာတုံးလဲဆိုကျွန်တော်ကြီးဒီ viber ကိုကျွန်တော်ထက်ကထက်ကတုံးနေတဲ့ချိန်မှာတုံးလို့ရတယ်ကျွန်တော်စာသားလိုက်စာသားတစ်ခုကိုကျွန်တော်တတ်မှတ်လိုက်မယ်စာသားတက် str ing str ing ဒါ string string ဆိုတာကစာသားဒီနာကိုတုံးနေတဲ့ချိန်မှာတူလောင်နေတဲ့ချိန်မှာဒီ type ကိုတော့ တော့ဒီထဲမှာကျွန်တော် name လို့နာမည်ပေးတယ်။ name ဆိုတာကဂျာဝါမရှိဘူးကျွန်တော်ကဒီဒီထဲကိုထည့်မယ်တန်ဖိုးကိုကျွန်တော်တတ်မှတ်ချက်လားဒီညီမကြီးကကျွန်တော်တန်ဖိုးကိုထည့်ကျင်တဲ့အချိန်မှာတုံးလိုက်တာတန်ဖိုးတတ်မှတ်တာနော်တတ်မှတ်ပြီးထည့်ပေးတာစာလောက်ရေးအောင်ဆိုဒီညက်တော်ဖွင့်ပိတ်တင်နေရေးရတယ်ဒီစင်ရဲ့ကုန်းနဲ့ရေးပေးရတယ်နောက်ဆုံးအစီမီကော်လံပေးရမယ်ဒါဂျာဝါရဲ့မြေဆုံးတဲ့ 我之前买着毛毛玻的，毛毛，阿种的玻璃毛毛漂吧。到滴要透明的，是是的，呃，纯的玻璃，就奶油漂白，就你那里漂了就变白白，还绿。 ဟယ်လိုမောင်မောင်ဆိုကျွန်တော်ပြလိုက်မယ်ဒါရဲကျွန်တော်စပေးတစ်လုံးခံပြီးတော့စီမင်းအွန်လိုင်းပြန်ပေးလိုက်မယ်စီမင်းအွန်လိုင်းပြန်ပေးပြီးကျွန်တော်အပေါင်းလေးခံပြီးကျွန်တော်ပေါင်းလိုက်မယ်ကျွန်တော်အနေအမီနေဆိုကျွန်တော်ပွားဒီပွားအမီရင်းကျွန်တော်ပေါင်းလိုက်မယ်ပေါင်းပြီးကျွန်တော်ဒီအရေးဝယ်ကျွန်တော်ထုတ်ပြလိုက်မယ်ထုတ်ပြလိုက်ပြီဆိုလို့ရှိရင်ဟယ်လိုဆိုတဲ့စာသားနဲ့ဒီနေဆိုရဲ့ဒီဒါနေဆိုရဲ့အထဲမှာထည့်ထားမောင်မောင်ဖြစ်တယ်မောင်မောင်ဖြစ်တဲ့အတွက်ကျွန်တော်က hello mom ဆိုပြီးရရှိလာမှာဖြစ်ပါတယ်။ကျွန်တော်ဒီ ဟာရန်ကြီးအောင်အဲအဲ့ဒါဆိုရင်ရော variable ဆိုတာပေါင်းနေချင်းတော့နားလည်နေပြီပြထမ်းပါတယ်အဲ variable ကိုများများ base မှာပေါင်းရလို့ဆိုကျွန်တော်လို code တွေအများကြီးဖြစ်နေဆိုတော့ဘယ်လိုပြောင်းလဲ code တွေအများကြီးပဲဗျာကျွန်တော်ဒီလိုပေါ့ variable တကူရဲဆိုလို့ရှိရင်အရင်ရလို code ရဗျာကျွန်တော်ထည့်လိုက်မယ် Hello ဤ ဟိုင်းနီကျောင်းဒီလိုမျိုးအများကြီးဆိုလို့ရှိရင်ဘယ်လိုလဲကျောင်းမောမောမို့တော့ကိုကိုဆိုပြောင်းသွားတယ်အဲမဲပြောင်းသွားတယ်ဘယ်လိုလဲတော့ဒီအားရဲ့တရုံးကြီးလိုက်ပြောင်းလျက်ဒီမြန်မာပြောင်းတက်ရဲ့ကြီးမောမောကိုရေးရမယ်ဆိုရင်မထားလိုက်မောမောထားလိုက်မောမောပြောင်းဘယ်လိုလိုက်ပြောင်းလဲမဟုတ်သေးအကျောင်းဒီနားဒီမှာတစ်ခါလေးပြောင်းလိုက်ရောလေကိုကိုဆိုပြီးသွားပြီဟယ်လိုကိုကိုโอเคအများကြီးပဲအကုန်လုံးတစ်ခါလေးပြောင်းပြီးသွား ဲ့လိုချင်ရော viral တော့တုံးလေပင်ချွန်နေရဘယ်လိုမျိုးတွေတုံးလဲဆိုတော့ကျွန်တော် function တွေကိုခဏခဏခေါ်နေစာသားတွေကိုဇက်တိုက်တုံးပြီးတိုင်းနေသူမျိုး scalar လို့ဟာမျိုးရမှာဗျာခိုင်တော့ကျွန်တော်ဖွင့်ထားတယ် cross scalar လို့ဟာမျိုးမှာကျွန်တော်ကဒီလိုကျွန်တော်စာသားယူရဲ့ method ယူဇက်တိုက်တုံးနေမှာထားပါဒီလိုစာသားယူရဲဒီလိုတက်တယ်စာသားယူရဲ့မန္တရီမျိုးမျိုးကျွန်တော် get that ဆိုတဲ့ဟာမျိုးတွေ ဒါကျွန်တော်အတည်တထင်ပါဘူးလက်ထင်တော့ကျွန်တော်ဒီကေဒီပလိုမာတူရမုဆလင်နဲ့ကကျွန်တော် show of loss ဆိုရအောင်ချက်ဖွင့်လိုက်ပြီဖွင့်ကျွန်တော်ဒီချက်ထွက်လိုက်ပြီတော်ကျွန်တော်ဒီရောက်ပြန်ဝင်လိုက်ပြီအဲ့ဆိုရင်ဒီမှာကျွန်တော် blog ရေ community နဲ့လေ okay ဒီ edit တဲ့အချိန်ကကျွန်တော် get တဲ့ဆိုရဘလိုမျိုးလေးဆိုရင်ကျွန်တော် UI ဘုံဝင်ရှိရစာတော့ဆိုတော့တွားယူပြီးပြန်ပြဖေးအဲ့မျိုးခဏခဏချိန်ချိန်ခါခါလောက်ဝင်ဆိုလို့ရှိရင်ဘယ်လိုအလုပ်က ညံမြတ်လုံးပါဗျာအဲ့လိုကျ variable တောင်းတယ်ဟာအ variable ဆိုကြောင်းဒီမှာ string ဆိုရှိရဗျာအဲ့လိုပြင်လိုက်ဟုတ်ကဲ့ပါဒီနေ့တော့ပါမယ်ပြင်မော် java ရဲ့ variable ကိုရှင်းပြပေးကြရဖြစ်ပါတယ်ကျောင်း channel ကိုလည်း like like subscribe လုပ်ရှင်လည်းလုံးလုပ်ရှင်လည်းနေကြကျွန်တော်ဘာမှမရဘူးကျွန်တော်တက်နေတော့သင်ပေးမယ်ကျွန်တော်နောက်ဗီဒီယိုကြာလို့ရှိရင်ကျွန်တော်ဒီ five way ပြီးဆိုရှင်ကျွန်တော်နောက်ဗီဒီယိုကြာလို့ရှိရင် data type တွေပတ်သက်ပြီးကျွန်တော်သင်ပေးရတော့ channel တွေ data type ကိုကျွန်တော်သင်ပေးမယ်ဒီထဲမှာကျွန်တော် data type ကိုကျွန်တော်နှစ်မျိုးသင်ပြခဲ့တယ် int ရယ် string ရယ်အဲ့လိုမျိုးတင်းငင်းတန်းထည့်ရင်ဆိုတော့သုံးရတိုက်တယ်အများကြီးရယ်ကျွန်တော်ဟာ game ထည့်မှာလား data မှာ game ထည့်မှာလားအဲ့လိုမျိုးရှိပါဗျကျွန်တော်နောက် video ကြောင့်ဆိုရင်ကျွန်တော် data type တွေပတ်သက်ပြီးရှင်းပြပေးမယ်ဟုတ်ကဲ့ပါဒီနေ့တော့လောက်ပါအားလုံးကျေးဇူးများတင်ပါတယ်